ပြိတ္တများအားလုံးပဲမင်္ဂလာခင်ဗျာမြမလက်ရွေးစဉ်အမျိုးသားအသင်းနဲ့ပတ်သက်ရင်တော့မြမပြိတ္တတွေကတော်တော်လေးကိုမျက်နှာငယ်ရတယ်ခင်ဗျာဒါပေမဲ့မြမလက်ရွေးစဉ်အမျိုးသမီးအသင်းတွေကတော့တက်တန်းအလိုက်ပါရင်မြမပြိတ္တတွေကိုအတိုင်းတာတရက်ထိမျက်နှာရစေတယ်လို့ပြောရပါလိမ့်မယ်ဒီနေ့လေမြမလက်ရွေးစဉ်ယူဆက်ခွန်မျိုးသမီးဘောလုံးအသင်းဟာယူဆက်ခွန်မျိုးသမီးအာရှဖလားပြိုင်ပွဲရှင်းစစ်ပွဲကိုကိုမြေကိုရေကိုကွင်ကိုပြိတ္တရှင်းမမှာရှင်းမြန်ကစားခဲ့ရပါတယ်ခင်ဗျာဒီပွဲစဉ်မှာမြမလက်ရွေးစဉ်ယူဆက်ခွန်မျိုးသမီးဘောလုံးအသင်းက မကာ OU စက်ကွန်မျိုးစင်းဘောလုံးစင်းကိုရင်ဆိုင်ရှင်မြန်ခဲ့ရတာဖြစ်ပါတယ်ဒီအုပ်စုမှာအစောပိုင်းကအသင်းလေးစင်းပါဝင်ပါတယ်ခင်ဗျာမြန်မာအင်ဒိုနီးရှားမကာအိုမွန်ဂိုလီးယားဆိုပြီးပါဝင်ခဲ့တာပါမွန်ဂိုလီးယားကခြေစစ်ပွဲမစခင်မှာပြန်ပွဲကနှုတ်ထွက်သွားခဲ့တဲ့အတွက်ခြေစစ်ပွဲအုပ်စုမှာအနည်းဆုံးလေးပဲကျန်ခဲ့ပါတယ်အဖွဲ့ပွဲစဉ်အဖြစ်မကာအိုယူစက်ကွန်မျိုးစင်းဘောလုံးစင်းနဲ့အင်ဒိုနီးရှားယူစက်ကွန်မျိုးစင်းဘောလုံးစင်းကိုရှင်မြန်ကစားခဲ့တယ်ခင်ဗျာ ဲ့ဒီပွဲစဉ်မှာအင်ဒိုနီးရှားယူဆက်ကုန်မျိုးသွင်းဘောလုံးအသင်းကနှကိုးကိုမရှိဆိုရလာတဲ့အနိုင်ရရှိခဲ့တယ်။ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာမကာအိုယူဆက်ကုန်မျိုးသွင်းဘောလုံးအသင်းကခံကန်အရန်ကောင်းခဲ့တယ်ခင်ဗျ။ခံစစ်ကိုအဆင့်ဆင့်ပိတ်ဆို့ပြီးတော့ကစားသွားခဲ့တာ။ပြီးတော့မကာအိုအသင်းရဲ့ဂိုးသမား तू ကတော်တော်ကိုလက်ဆွမ်းပြသွားခဲ့တယ်။အင်ဒိုကအပိုင်ခွင့်ရေးတွေတော်တော်များများရခဲ့တယ်။ဒါပေမဲ့မကာအိုဂိုးသမားလက်ဆွမ်းပြခဲ့လို့သူတို့ရဲ့ အပိုင်ခွင့်ရေးတွေဟာဂိုးဖြစ်ပြောင်းလဲမလာခဲ့ဘူးပေါ့လေ။အဲ့လိုနဲ့ပဲဒုတိယအိုင်းမှာအင်ဒိုနီးရှားဟာအနိုင်ကိုနှကိုးရှာဖွေရရှိပြီးတော့ ပွဲပြီးမှငကိုးကုန်းစီဆွဲရလကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်ဒီတော့ဒီနေ့မြန်မာနဲ့ကစားတဲ့အချိန်မှာလဲမကောက်ကအဲ့လိုခက်စစ်ပိတ်ပြီးကစားမလားမကောက်ဂိုးသမားလက်စွမ်းပြရင်မြန်မာရောဂိုးရောလွယ်ပါမလားဆိုတာလေးနည်းနည်းတွေးပူခဲ့ကြတာပေါ့လေဒါပေမဲ့ပွဲပြီးမှတော့မြန်မာလက်ရွေးစီယူဆက်ကုန်မျိုးစင်းဘောလုံးသင်းဟာခဏကူဂိုးမရှိဆိုရရလနဲ့မကောက်ယူဆက်ကုန်မျိုးစင်းဘောလုံးသင်းကိုအနိုင်ပြသွားခဲ့ပါတယ်ခင်ဗျဒီပွဲစဉ်မှာမြန်မာလက်ရွေးစီယူဆက်ကုန်မျိုးစင်းဘောလုံးသင်းအတွက်ရှင်းသန့်ဖြူစင်ပြုံးကထပ်ထွေသွင်းပေးခဲ့ပါတယ် သူကပွဲစား9မိနစ်မှာအဖွင့်ကိုစားသွင်းပေးတယ်ပြီးတော့မိနစ်60မှာသူ့ရဲ့ဒုတိယဂိုးကိုသွင်းတယ်ပြီးတော့ hatrick ဂိုးကို63မိနစ်မှာသွင်းသွားခဲ့တယ်ခင်ဗျနောက်ပြီးတော့အသင်းကောင်းဆောင်ပြင်မြင့်ရန်သူက16မိနစ်နဲ့45မိနစ်ဒီမှာဂိုးတွေရအောင်ပေးခဲ့ပါတယ်နောက်ပြီးတော့စိုင်းထွန်းနန်းသူက45မိနစ်မှာအသင်းအတွက်ဂိုးသွင်းပေးခဲ့ပါတယ်နောက်ပထမပြီးဆုံးကာနီနာကျင်အချိန်ပေါ်မှာခိုင်စင်မြင့်ကအသင်းအတွက်တဂိုးထပ်သွင်းပေးခဲ့ပါတယ်ခင်ဗျ အဲ့တော့ပွဲပြီးမှမြမလက်ရွေးစင်စက်ကုံမျိုးသွင်းဘောလုံးအသင်းက9ခုဂိုးမရှိဆိုရလာနဲ့မကောက်ယူစက်ကုံမျိုးသွင်းဘောလုံးအသင်းကိုဂိုးပြအနိုင်ရလိုက်ပါတယ်ဒီတော့လက်ရှိမှာဂိုးကွာချချက်အရမြမယူစက်ကုံမျိုးသွင်းဘောလုံးအသင်းဟာရှေ့စစ်ပွဲအုပ်စုရဲ့အုပ်စုပုံနေရာကိုရောက်သွားခဲ့ဖြစ်ပါတယ်လာမယ့်အော်တိုဘာလ18ရက်နေ့မှာမြမယူစက်ကုံမျိုးသွင်းဘောလုံးအသင်းကရှေ့စစ်ပွဲအဆုံးအဖြတ်ပွဲစဉ်အထိအင်ဒိုနီးရှားယူစက်ကုံမျိုးသွင်းဘောလုံးအသင်းနဲ့ရှင်ပြားတော့မှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ကိုကိုမြေကိုရေကိုကွင်းကိုပြိတ္တရှင်းမောက်မှာ မြန်မာယူဆက်ကောမျိုးစင်းဘောလုံးအသင်းကတရေရလိုက်ရအောင်ကစားနေနိုင်တဲ့ကြိုင်နဲ့အာရှဖလာယူဆက်ကောအမျိုးစင်းဘောလုံးပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်သွားတော့မှဖြစ်ပါတယ်ခင်ဗျာအဲ့တော့အင်ဒိုနီးရှားနဲ့ပွဲမှာအကောင်းဆုံးရလက်ကိုဆက်လက်ရအောင်နိုင်မှာစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအပိပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ